အန်တီရိုပါတီအနေဖြင့်တဲ့ပါတီမဲဆွယ်ကာလမှာတဲ့ Facebook အပေါ်ပိတ်ပင်ထားခြင်းကိုတဲ့အစိုးရအစိုးရထံနဲ့ပြန်လည်ဖြေလျှော့ပေးရန်တောင်းဆိုမှုရှိပါသလားတဲ့လူထုလည်းအမြင်ပြောင်းလာပြီဖြစ်တာကြောင့်တဲ့ပြန်လည်ဖွင့်ပေးသင့်ပါသလားဆိုရင်အဲကျွန်မပြောမယ်ပေါ့နော်ဆိုလို့ရှိရင်အဓိကတော့ VPN နေသုံးနေရတဲ့ကိစ္စပါရှင့်ကျွန်မတယောက်တည်းရဲ့သဘောဆိုရင်တော့ VPN နေသုံးလဲ Facebook ကတော့သုံးနေကြတာပဲ ါเนาะဆိုတော့ VPN ခန့်လဲတိတ်တော့လဲမထူးပါဘူးအဲဆိုတော့ VPN ကိုအဲ VPN ကိုဟို VPN ခန့်မှာပဲပေါ့เนาะ Cyber Security ပေါ့ဒီဒီ Cyber Security ကဟိုပေါ့เนาะဒီဒီ online လုံခြုံမှုက VPN ခန့်မှာပဲဖြစ်မယ်ဆိုရင်အစိုးရကလုတ်တဲ့ VPN ကိုလုတ်ပြီးတော့မှဟိုဒီ လူတိုင်းသုံးလို့ရအောင်ပေါ့နော် VPN နဲ့ခံပြီးတော့မှသုံးတာမျိုးပေါ့နော် Facebook ကိုလွတ်လွတ်လပ်လပ်ပေးသုံးလိုက်သို့တော်လည်းဒီ VPN ကိုကိုကဝင်ရတာဒီကဝင်ရတာဒီကပိတ်ထားတာဟိုကဖွင့်ထားတာအဲ့လိုမလုပ်ဘဲနဲ့အစိုးရကပဲ VPN တစ်ခုကိုတီထောင်လိုက်ပြီးတော့မှဒီဆက်သွယ်ရေးပေါ့ဝန်ကြီးဌာနကနေပြီးတော့မှဟို VPN ကိုလုံးလိုက်ပြီးလို့ရှိရင်ဒီ VPN ကိုလူတိုင်းသုံးလို့ရတယ်ဒီ VPN သုံးခြင်းအပြင် Facebook သုံးလို့ရမယ်ပေါ့နော်စသဖြင့်ဒီလိုလှုပ်ခြင်းအပြင် Facebook သုံးတဲ့လူတွေရဲ့အကောင့်လေးပါတွေကိုအစိုးရကနေပြီးတော့ဟို cyber security နီလန်းအရာထိန်းချုပ်နိုင်တာမျိုးပေါ့နော်ဒါမျိုးဆိုကောင်းပါတယ်ရှင့်အာ VPN ကဟိုလုံခြုံရေးအတွက်ဆိုလို့ရှင့်เนาะအဲ့လုံခြုံရေးအတွက်ခံရတဲ့ VPN ဆိုရင်တော့ကျွန်မပြောချင်တာကလေဟိုဟာဖြစ်ဖို့ကောင်းပါတယ်အစိုးရကပဲလှုပ်လိုက်ပြီးတော့မှဟိုစီးပွားရေးလိုမျိုးသဘောမဟုတ်ဖ ೇನೆ ပေါ့နော်အစိုးရကဒါလေး အဲ VPN တခုတည်းပေါ့မြန်မာပြည်လိုင်းဒီ VPN ခိုင်းရင်လူတိုင်းဝင်လို့ရတယ်ဒါပေမဲ့ဘယ်သူဝင်လဲဆိုတာကို VPN ကိုပိုင်ရှင်ဖြစ်တဲ့အစိုးရသိနေတယ်ဆိုတာမျိုးပေါ့နော်ပိုင်ရှင်ဖြစ်တဲ့ဝန်ကြီးဌာနသိနေရဆိုတာမျိုးကျွန်မ IT တော့မကြွမှာဘူးအဲဆိုတော့ဒါသို့တော်လဲပေါ့နော်ပြည်သူလူထုက VPN တွေတုံးပြီးတော့မှ social media တွေတုံးရတာခက်ခဲနေတယ်ဆိုရင်တော့အစိုးရအနေနဲ့ပြည်သူလူထုလည်းအဆင်ပြေအစိုးရဘက်က cyber security လည်းအဲပေါ့နော်ဟိုဒီ short လို့မရဘူး မလျှော့ခြင်းလို့ရှိရင်တော့အဲ့လိုသဘောမျိုးဆောင်ရွက်လို့ရတယ်လို့ကျွန်မယူဆပါတယ်ရှင့်ရှင့်လဲလျှောက်တာပြားလဲဆွဲတာပေါ့နော်